ြစည်းမပြည်သက်တွေအားလုံးပဲမင်္ဂလာပါ။နိုမာလာ၁၀ရက်နေ့ည9:00နာရီတမြစည်းမပရိုင်တိုင်းမြစည်းမသတင်းစီစဉ်ကနေကြိုဆိုပါရစေ။ကျွန်တော်ဆိုင်ခတ်ပါ။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့စစ်ကော်မရှင်ရွေးကောက်ပွဲအတွက်ပြည်သူစစ်တမ်းကောက်ယူမှု66ရာခိုင်နှုန်းမဲမပေးဘူးလို့ဖြေဆိုတဲ့သတင်း။မတရားဆင်ကူးတဲ့တပိတ်ချင်းစိုးမိုးနေမြေတွေကလူလူအတွက်စစ်ရေးသတိပေးချက် MDY PDF ထုတ်ပြန်တဲ့သတင်း။ရခိုင်ပြည်နယ်မှာဆေးအုပ်စုဘုံကျဲတာကြောင့်တပတ်အတွင်းအရက်သား20ထပ်မင်းတေဆုံတဲ့တွင် မလေးရှားကမ်းလွန်မှာရိုဟင်ဂျာဒုက္ခသည်လှေနှိမ့်ပြီးဒါဇင်နဲ့ချီပျောက်ဆုံးနေတဲ့တဲ့တင်စစ်ကြောင်း၃ကြောင်းနဲ့စစ်ကြောင်းထိုးနေတဲ့အတွက်ဝက်လက်ကဒေတာကန်တွေထွက်ပြေးနေရတဲ့အကြောင်းနဲ့ဒုက္ခသည်တွေဟာပြိပခနဲ့ရာသီဥတုဖောက်ပြန်မှုအကြားအစိုးကြတန်တရားမှာပိတ်မိနေတယ်လို့ကုလပြောတဲ့နိုင်ငံတကာသတင်းပြင်နောက်ဆုံးရကုံစေးနှုံနဲ့တခြားရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ ရွေးကောက်ပွဲအတွက်ပြည်သူစစ်တမ်းကောက်ယူမှု66ရာခိုင်နှုန်းမဲမပေးဘူးလို့ဖြေဆိုတဲ့သတင်းနဲ့ဆက်လက်အောင်ပါစစ်ကော်မရှင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြည်သူသဘောထားစစ်တမ်းကောက်ယူခဲ့ရမှာပါဝင်ဖြေဆိုသူတွေရဲ့66ရာခိုင်နှုန်းကမဲမပေးဘူးလို့ဖြေဆိုခဲ့ကြောင်းပြည်သူလှုပ်ရှားမှုပလက်ဖောင်းအဖွဲ့ကနိုမာလာရှိရနေမှာထုတ်ပြန်ထားပါတယ်စစ်စေးတွေးရှိချက်တွေအနေနဲ့2021ဆေးရနာတိမ့်မှုကိုလက်မခံသူ69ရာခိုင်နှုန်း စစ်ကော်မရှင်ရွေးကောက်ပွဲဟာတရားမျှတမှုမရှိဘူးလို့ယုံကြည်သူ68ရာခိုင်နှုန်းနဲ့အဲ့ဒီရွေးကောက်ပွဲဟာပြဿနာတွေကိုမဖြေရှင်းနိုင်ဘူးလို့ယုံကြည်သူ68ရာခိုင်နှုန်းရှိကြောင်းလည်းဖော်ပြပါဗျ။စစ်တမ်းမှာပါဝင်ဖြေဆိုသူ3663ဦးရှိပြီးမြန်မာနိုင်ငံအတွင်းနေထိုင်သူ85ရာခိုင်နှုန်းကနေပြည်ပမှာရှိတဲ့မြန်မာနိုင်ငံသား15ရာခိုင်နှုန်းပါဝင်တယ်လို့သိရပါဗျ။ ဒေသလိုက်ပါဝင်မှုတွေအနေနဲ့မြို့နယ်290ခုကပါဝင်ဖြည့်ဆိုခဲ့ပြီးပါဝင်မှုအများဆုံးကတော့စကိုင်းတိုင်းက29ရာခိုင်နှုန်းနဲ့ရန်ကုန်တိုင်းက16ရာခိုင်နှုန်းတို့ဖြစ်ပြီးအနည်းဆုံးကတော့ရခိုင်နဲ့နေပြည်တော်တို့ဖြစ်တယ်လို့သိရပါဗျာ။ စစ်တမ်းကိုအခုနှစ်အောက်တိုဘာလ29ရက်နေ့ကနေနိုဝင်ဘာလ9ရက်နေ့အတွင်းပြည်သူ့လှုပ်ရှားမှုပလက်ဖောင်းရဲ့လွတ်လပ်တဲ့သုတေသနအဖွဲ့ကကောက်ယူခဲ့တာဖြစ်ပြီးအချက်လက်တွေကိုအွန်လိုင်းကနေကောက်ယူတဲ့နီလန်းနဲ့ယုံကြည်ရတဲ့ data တွင် volunteer တွေကကွင်းစင်းကောက်ယူတဲ့နီလန်းစတဲ့နီလန်းနှမျိုးနဲ့ကောက်ယူထားတာဖြစ်တယ်လို့ပြောထားပါတယ်။ ဒါပြင်စစ်တမ်းကိုပြည်တွင်းနဲ့ပြည်ပမှာရှိတဲ့မြမအတိုက်အဝန်းကသူတေသနာသမားတွေနဲ့ volunteer သမားတွေပူးပေါင်းကလွတ်လပ်စွာဆန်းစစ်ဆောင်ရွက်ထားတာဖြစ်ပြီးဘယ်နိုင်ငံရေးအဖွဲ့အစည်းလက်နက်ကိုင်အဖွဲ့ဒါမှမဟုတ်အစိုးရတို့နဲ့သက်ဆိုင်ခြင်းမရှိဘူးလို့အတည်ပြုထားပါတယ်စစ်တပ်ဟာလာမယ့်ဒီဇင်ဘာမှာပြုလုပ်မယ့်စစ်ကော်မရှင်ရွေးကောက်ပွဲနဲ့ပတ်သက်လို့မြန်မာနိုင်ငံသားတွေရဲ့သဘောထားအမြင်နဲ့ယုံကြည်ချက်တွေကိုစုဆောင်းတုံ့တက်ဖို့ရည်ရွယ်ပြုလုပ်တာလို့ဆိုထားပါဗျ ဒါ့အပြင်စစ်တမ်းမှာကိုယ်ရည်အချက်လက်တွေကိုမေးမြန်းထားတာမရှိခဲ့ဘဲကောက်ယူထားတဲ့အဖြေတွေကိုလည်းလုံယုံတဲ့နည်းလမ်းနဲ့စူးစမ်းထားတယ်လို့ထုတ်ပြန်ထားပါတယ်ခင်ဗျာ။စုံမှုနယ်မြေကလူထုအတွက်စည်ရေးတရီပေးချက် MDY PDF ထုတ်ပြန်တဲ့တဲ့တွင်နဲ့ဆက်ရအောင်ပါ မန္တလေးတိုင်းအတွင်းကစိုးမိုးနယ်မြေတွေဖြစ်တဲ့မတရားစင်ကူတပိတ်ချင်းနယ်မြေတွေမှာတိုက်ပွဲပုံမှုပြင်းထန်စွာဖြစ်ပွားလာနိုင်တဲ့အတွက်ဒေသခံပြည်သူတွေအနေနဲ့သတိပြုနေထိုင်ကြဖို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDF ကသတိပေးချက်တရက်ကိုဒီကနေ့နိုမာလာ၁၀ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ အခုခါမတရားမြို့နယ်စင်ကူးမြို့နယ်နဲ့တပိတ်ချင်းမြို့နယ်တွေမှာတနေ့ထက်တနေ့စည်ရေးတိုက်ပွဲတွေပုံမပြင်းထန်လာနေပြီးအဲ့ဒီဒေတာတွင်းမှာနေထိုင်တဲ့ပြည်သူလူထုအနေနဲ့တိုက်ပွဲတွင်ကြုံတွေ့ရနိုင်တဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးကြိုတင်ပြင်ဆင်ကြဖို့နဲ့ဘေးအန္တရာယ်ကင်းနိုင်ရေးအတွက်လိုအပ်တဲ့အစီအမံတွေလှုံ့ဆော်ထားဖို့မြစ်တာရက်ခံတိုက်တွန်းပါတယ်လို့ထုတ်ပြန်ကြမှာပြောထားပါတယ်။ စစ်ကော်မရှင်ဟာ2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလတွေမှာတရားမဝင်အတူရောင်ရွေးကောက်ပွဲကိုအာရမပြုလုပ်ဖို့ဆောင်ရွက်နေပြီးအဲ့ဒီကာလမတိုင်မီမှာတာလွန်အင်အားများစွာအုံပြုလို့တော်လိုင်းတက်ဖွဲ့တွေထိန်းချုပ်ဆိုးမှုနယ်မြေတွေကိုအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ MDY PDF ကဆိုထားပါတယ်။ဒါပြင်စစ်ကော်မရှင်ပြုလုပ်မဲ့ရွေးကောက်ပွဲရာထားစီးမှာမတရားဆင့်ကူးနဲ့တပိတ်ချင်းမြို့နယ်တွေလည်းပါဝင်နေပြီးစစ်ကော်မရှင်တက်ဖက်က အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက်တိုက်ပွဲတွေတရက်ထက်တရက်ပိုမိုပြင်းထန်လာနေတယ်လို့မန္တလေး PDF ကပြောထားပါတယ်။တော်လိုင်းတပ်ဖွဲ့တွေတနစ်ကြော်ကြားထိန်းချုပ်ထားနိုင်ခဲ့တဲ့မတရားမျိုးအရှိမျောက်ချမ်းမှရှိတဲ့အင်ဂျင်မြိုင်လေးချောင်းရံကာကွယ်ရေးစခန်းနဲ့စေတော်ကြီးတပ်စခန်းတွေကိုပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲစစ်ကော်မရှင်တပ်ဖွဲ့ကပြန်လည်ထိန်းချုပ်သွားနိုင်ခဲ့ပါတယ်။ဒါပြင်တပိတ်ချင်းမြို့ပေါ်နေရအများစုကိုလည်းစစ်ကော်မရှင်တပ်ဖွဲ့ကပြန်လည်ထိန်းချုပ်ထားတယ်လို့သိရပါဗျ။ ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးအနေနဲ့စစ်ကော်မရှင်တပ်ဖွဲ့ရဲ့လက်ရှိထိုးစစ်ကိုကိုစွမ်းညံစွမ်းရှိသည်မှဆက်လက်ခုခံကာကွယ်သွားမှာဖြစ်ကြောင်းနဲ့ပြည်သူ့တော်လှန်ရေးကြီးရဲ့အဆုံးသက်ပန်းနိုင်ကိုရောက်တဲ့အထိမဆုံးမနစ်ဆက်လက်ချီတက်သွားမယ်လို့ထုတ်ပြန်ချက်မှာပြောထားပါတယ်ခင်ဗျာအခုဆက်လက်ပြီးရခိုင်ပြည်နယ်ကသတင်းတပုတ်ကိုပြောပြပေးပါမယ် ရခိုင်ပြည်နယ်ကအာရခတပ်တော် AA ထိန်းချုပ်ထားတဲ့မြို့တွေကိုစစ်အုပ်စုကလေကြောင်းကနေတိုက်ခိုက်နေတဲ့အတွက်ရဲတပ်တပတ်အတွင်းအရက်သား20ထပ်မင်းသေဆုံးပြီးဒဏ်ရာရရှိသူများပြားတယ်လို့သတင်းမြစ်တွေစီကတီးရပါတယ်။စစ်အုပ်စုဟာအခုနိုဝင်ဘာလပထမအပတ်အတွင်းလေကြောင်းတိုက်ခိုက်မှုတွေကိုအရက်သားတွေပြစ်မှတ်ထားလို့ခက်ဆစိတ်ပြုလုပ်လာတဲ့အတွက်အခုရက်အတွင်းသေဆုံးသူ30နီးပါးရှိတယ်လို့ရခိုင်လူအခွင့်အရေးကာကွယ်မြင့်တင်သူများအသင်းရဲ့ဒါရိုက်တာဦးမြတ်ထွန်းက မျက်စိမှာကိုပြောပါတယ်။ထိခိုက်ဒေဆုံးမှုတွေမှာကလေးတငယ်အပါအဝင်ကျောင်းသူကျောင်းသားဆရာတွေလည်းပါဝင်တယ်လို့သူကဆိုပါတယ်။ဆေးအုပ်စုအနေနဲ့လေးချောင်းတိုက်ခိုက်မှုကိုပုံနှကျုံးမျိုးကိုအဓိကထားအချင်းချင်းတိုက်ခိုက်နေတာကိုတွေ့ရပြီးပုံနှကျုံးနဲ့ထိစပ်နေတဲ့ပေါတော့ရတိတောင်အဆက်တွေအထိပါပြစ်မှတ်ထားလာတယ်လို့ပုံနှကျုံးမျိုးသတင်းရင်းမြစ်ကမျက်စိမှာကိုပြောပါတယ်။ ပုံနှကျုံမြို့နယ်မှာနိုမာလာတရက်နေ့ကစလို့၈ရက်နေ့အထိ၃ချိန်ထပ်မံဘုံကျဲတိုက်ခိုက်မှုတွေကြောင့်တိတ်ဆုံးသူအရေအတွက်ဟာကြံမြို့နယ်တွေထက်များပြားတယ်လို့သတင်းမြစ်ကဆိုပါတယ်စစ်ကော်မရှင်ဟာပုံနှကျုံမြို့နယ်ကြောက်တန်ချီကြီးရွာနယ်ပောက်တော်မြို့လေကောင်မှာရှိတဲ့စာတင်ကျောင်းကိုနိုမာလာ၈ရက်နေ့လည်နှစ်နာရီဝန်းကျင်ကတစ်ချိန်နဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်စုစုပေါင်း၅ဦးတိတ်ဆုံးခဲ့တယ်လို့ဒေသခံတွေကသိရပါတယ်ဒါပြင် ပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့နဲ့6ရက်နေ့တွေမှာလည်းပုံနှကျုံးနဲ့ရတိတောင်အဆက်မင်းပြားမြို့နယ်ပုံနှကျုံးမြို့နယ်တွေကိုပုံကျဲခဲ့ရမှာအရက်သား9ဦးစီတေဆုံးခဲ့တယ်လို့ဒေသခံတရင်မြစ်တွေရဲ့ကြောက်ယူထားတဲ့စီးရင်ရသိရပါတယ်။အရခတ်တတော် AA အနေနဲ့မြို့ပေါင်း15မြို့ကိုတိမ့်ပိုက်ထိန်းချုပ်ထားနိုင်ပြီးရခိုင်ပြည်မှာအဆက်မှာရှိတဲ့နေရာ3နေရာကိုစစ်မျက်နှာဖွင့်တိုက်စစ်ဆင်နေစေဖြစ်တာကြောင့်စစ်အုပ်စုနဲ့နှစ်ဖက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်ခင်ဗျာ။ မလေးရှားကမ်းလွန်မှာရိုဟင်ဂျာဒုက္ခသည်လှေနစ်မြုပ်ပြီးဒါဇင်နဲ့ကြီးပျောက်ဆုံးနေတဲ့တရင်ကိုဆက်ကြည့်အောင်ပါရိုဟင်ဂျာလှေစီးဒုက္ခသည်တွေလိုက်ပါလာတဲ့ဆက်လေတစည်းပင်လယ်ပြင်မှာနစ်မြုပ်ပြီးလူတွေဒါဇင်နဲ့ကြီးပျောက်ဆုံးနေတယ်လို့မလေးရှားအာဏာပိုင်တွေကနိုမာလာကိုရဲ့နေမှာပြောကြားခဲ့ပါတယ်အဲ့ဒီဒုက္ခသည်တွေဟာရခိုင်ပြည်နယ်ဗူဒီတောင်မြို့နယ်ကနေစတင်ထွက်ခွာလာခဲ့ပြီးထိုင်းနဲ့မလေးရှားတို့ရဲ့ကမ်းလွန်ပင်လယ်ပြင်မှာနိုမာလာ6ရက်နေကဒုက္ခရောက်ခဲ့ကြတာလို့အာဏာပိုင်တွေကပြောပါတယ် မလေးရှားကံကြီးဆောင်တပ်ဟာလှည့်စည်းဒုက္ခသည်73ဦးကိုအသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး9ဦးရဲ့အလောင်းကိုတော့ရှာတွေ့ထားခဲ့ပါတယ်။ကနဦးစုံစမ်းမှုတွေအရဗူဒီတောင်ကနေစတင် ထွက်ခွာလာတဲ့ဆက်လေကြီးတစ်စီးပေါ်မှာစုစုပေါင်းရိုဟင်ဂျာဒုက္ခသည်300ကျော်လောက်ပါဝင်တယ်လို့သိရှိထားကြောင်းမလေးရှားကံကြီးဆောင်တပ်ရဲ့အကြီးအကဲဒေနာပတိယွမ်လီမူစတာဖာကဆိုပါတယ်။ လေးရှားရှိပိုင်နန်နာချင်းကပ်လာချိန်မှာပင်မရရင်ပေါ်ပါလာသူတွေက14ငယ်3စီးပေါ်ကိုခွဲ�ဖြန့်ပြီးရွှေ့ပြောင်းခဲ့ကြတာပါအဲ့ဒီ3စီးတွေကတစည်းဟာတိမ့်မောက်နှိမ့်မြုပ်သွားခဲ့တာဖြစ်ပါတယ်နှိမ့်မြုပ်သွားတဲ့လေပေါ်မှာခံမှန်းချေလူတရားလောက်စီးနှင်းလိုက်ပါခဲ့လိမ့်မယ်လို့ကဲဆေးရေးအဖွဲ့တွေကခံမှန်းထားကြပါတယ်လင်းနှမြုပ်ပြီးတဲ့နောက်ရွန်ဂျာဒုက္ခတဲ့တချို့နဲ့အလောင်းတွေကမလေးရှားမြောက်ပိုင်းအပန်းဖြေကျွန်းတစ်ခုဖြစ်တဲ့လန်ကာဝေးရဲ့ကမ်းခြေစီကိုရေစီးနဲ့မျောလာကြတယ်လို့သိရပါဗျ။ ဘယ်ချိန်တုန်းကဘယ်နေရာမှာလှေနှိမ့်မြုပ်ခဲ့တယ်လဲဆိုတာကိုတိတိကျကျအတိမပြုနိုင်သေးဘူးလို့လည်းကန့်ကြေဆောင်တပ်ကပြောထားပါတယ်။ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးယုံ UNIX ဆီယာကတော့ဒေသဆိုင်ရာအာဏာပိုင်တွေအနေနဲ့ဒုက္ခသည်တွေကိုရှာဖွေတဲ့လုပ်ငန်းစဉ်ပို့ပြီးအရှိန်ဟုန်မြင့်တင်ပေးဖို့တိုက်တွန်းတောင်းဆိုထားပါတယ်။ ရခိုင်ပြည်နယ်မှာအကြက်တဲတွေနဲ့ရင်ဆိုင်နေရတဲ့ဒုက္ခသည်တွေဟာအေဂျင့်တွေနဲ့ချိတ်ဆက်ပြီးအနေရကြီးလို့နဲ့ပင်လယ်ပြင်ခီးကိုစွန့်စားဖြတ်ကျော်လို့မလေးရှားနဲ့အင်ဒိုနီးရှားကမ်းခြေတွေစီရောက်ရှိနိုင်ဖို့စူးစမ်းနေကြတာဖြစ်ပါတယ်ခင်ဗျာနောက်ဆုံးသတင်းအနေနဲ့တင်ဆက်ပေးချင်တာကတော့စစ်အုပ်စုစစ်ကြောင်းကြောင့်ဝက်လက်ကဒေသခံတောင်းတဲ့ကြီးထွက်ပြေးနေရတဲ့အကြောင်းပါစကိုင်းတိုင်းဝက်လက်မြို့နယ်အတွင်းမှာစစ်ကော်မရှင်တပ်ဖွဲ့ကစစ်ကြောင်း၃ကြောင်းနဲ့ကြီးဝါတွေကိုစစ်ကြောင်းထိုး မိရှုဖြက်စီးမှုတွေပြုလုပ်နေတာကြောင့်ကျေးရွာပေါင်း20ကျော်ကဒေသခံပြည်သူတထောင်ခွဲကျော်ဘေးလွယာထွက်ပြေးတင်းရှောင်နေရတယ်လို့ဝက်လက်မြွနယ်လူလူတပိတ်တိုက်ပွဲဥဆောင်ကော်မတီတာဝန်ရှိသူတူကပြောပါရယ်ရွှေဘိုဘက်ကတကြောင်စကိုင်းတမ33ကစစ်ကော်မရှင်တပ်သားတွေနဲ့ရွာသားကြီးပြူရွာကပူးပေါင်းထားတဲ့စစ်ကြောင်းကနှစ်ကြောင်းလောက်ဖြန့်ပြီးစစ်ကြောင်းထုံနေလို့ဒေသခံတွေတင်းရှောင်နေကြရတာပါလို့သူကဆိုပါရယ် စစ်ကောင်ရှင်တပ်ဟာပြီးခဲ့တဲ့နိုမာလ9ရက်နေ့ကစတင်လို့ရွှေဘုံမြို့နယ်ဘက်ချမ်းကနေစစ်ကြောင်းထိုးဝင်ရောက်လာပြီးဝက်လက်နယ်နောက်ချမ်း ရွာသားကြီးပြူရွာကစစ်ကြောင်းဟာလည်းအနီးနားကကြေးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်လာပြီးတဲ့နောက်မိရှုဖျက်ဆီးတာတွေလှုပ်ဆောင်နေတာလို့ဒေသခံတွေကသိရပါဗျ။ဒီကနေ့နိုမာလာ၁၀ရက်နေ့နေ့လယ်ပိုင်းအချိန်ကလည်းရွာသားကြီးပြူရွာကစစ်ကော်မရှင်တပ်သားတွေနဲ့ပြူစောထီပူပေါင်းအင်အား၄၀ခန့်ဟာရွာသားကြီးရွာတောင်ဘက်ကဒူးရွာနဲ့တထေးကုန်းရွာဘက်ကိုစစ်ကြောင်းနှစ်ကြောင်းခွဲပြီးပြစ်ခတ်ဝင်ရောက်နေတယ်လို့ဒေသတွင်းအဖွဲ့အစည်းတွေကသိရပါဗျ။ အဲ့ဒီလိုမျိုးနဲ့အတွင်းလှက်ပတ်စစ်ကြောင်းထိုးနေတဲ့အတွက်အနီးအနားကျေးရွာတွေကတောင်းနဲ့ချီတဲ့ပြည်သူတွေဟာဘေးလွယကိုထွက်ပြေးတိမ်းရှောင်နေရတာပါလက်လေစစ်ကြောင်းထိုးနေတဲ့စစ်ကောင်မရှင်တပ်ဖွဲ့စစ်ကြောင်းကိုလည်းတော်လိုင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်မှုတွေပြုလုပ်နေကြပါတယ်ခင်ဗျာဟူဆလဘီဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းကိုရှုစားမှာဖြစ်ပါတယ်ဒုက္ခသည်တွေဟာပြိပခနဲ့ရာသီဥတုဖောက်ပြန်မှုအကြားအစိုးကျတန်တရာမှာပြိမိနေတယ်လို့ကုလကပြောလိုက်ပါတယ် သတင်းပြေဆုံးကိုမြစည်းမဝိုင်းတော်သားကိုမြတ်ကတင်ဆက်ပေးမှာပါတမောင်းများစွာသောဒုက္ခတွေဟာအလွန်ဆိုးရွားတဲ့ပဋိပက္ခနဲ့ရာသီဥတုဖောက်ပြန်မှုတွေအကြားအစိုးကြတန်တရားမှာပိတ်မိနေကြတယ်လို့ ကုလသမဂ္ဂအဖွဲ့ကြီးကတင်းနာနေကပြောကြားလိုက်ပြီးအထိအခိုက်မခံနိုင်ဆုံးသူတွေကိုဗန္နာရေးထောက်ပံ့မှုတွေပြုလုပ်ကြဖို့အတွက်ကိုလည်း COP တတိထိပ်သီးအစည်းအဝေးမှာတိုက်တွန်းပြောကြားလိုက်ပါတယ်။ကမ္ဘာဒုက္ခသည်ထောက်ဝါခံကိုလက်ရှိကိုလုံခွင့်ပေးထားတဲ့နေရာတွေဟာလာမယ့်15နှစ်အတွင်းရာသီဥတုဖောက်ပြန်မှုနဲ့ဆက်ဆက်တဲ့အလွန်ဆိုးရတဲ့ဒဏ်ကိုရင်ဆိုင်နေကြရနိုင်တယ်လို့ကုလဒုက္ခသည်အဖွဲ့ကြီးဖြစ်တဲ့ UNHCR ကပြောပါတယ်။ ရာသီဥတုဖောက်ပြန်မှုကလက်ရှိအထိကိမခံတဲ့အခြေအနေကိုပိုမိုဆိုးရွားစေုံသာမကလူတွေနေရာရွှေ့ပြောင်းရမှုတွေကိုလည်းမီထိုးပေးနေပါတယ်။ဒုက္ခတွေတွေအတွက်ရှုပ်ထွေးပြီးထက်ဆင့်အန္တရာယ်တွေကိုကြားရောက်စေနိုင်ပါတယ်။အတော်များများအတွက်ဒီထိကိမှုဒဏ်တွေဟာလွတ်လန်းလဲမရှိပါလို့အစိုးရကစားမှအဲ့ဒီအဖွဲ့ကြီးကပြောထားပါတယ်။ပြင်းထန်တဲ့ရာသီဥတုဖောက်ပြန်မှုဒဏ်ကြောင့် လူသားချင်းစာနာတဲ့အကူအညီလိုအပ်မှုကိုတိုးများလာစေပြီးအကြိမ်ကြိမ်နေရွှေ့ပြောင်းရတဲ့အန်ဒီရယ်ကိုလည်းတိုးလာစေတယ်လို့အဆိုပါစီရင်ခံစာမှာဆက်လက်ပြောဆိုထားပါတယ်။2025ခုနှစ်နှစ်လယ်မှာစစ်အကြမ်းဖက်မှုနဲ့ညှဉ်းပန်းနှိပ်စက်ခံရမှုတွေကြောင့်လူ138တန်းအိုးအိမ်စွန့်ခွာခဲ့ရတယ်လို့ UNHCR ကပြောဆိုထားပါတယ်ခင်ဗျာ။အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00အထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၊ဆက်သုံးစီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ ဒါတွေကိုတော့မြစီမာဝိုင်းတော်သားကိုမြတ်ကစူးစီးတင်ဆက်ပေးထားတာဖြစ်ပါတယ်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလှယ်နှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်ပြင်ပပေါက်စေ4090ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1630.49ကျပ်ပြင်ပပေါက်စေ3156ကျပ် ဥရောပတရယူရိုကိုစစ်ကောင်စီတတ်မှတ်စေ2421.83ကျပ်ပြင်ပပေါက်စေ4916ကျပ်ထိုင်းပတ်တပတ်ကိုစစ်ကောင်စီတတ်မှတ်စေ64.9ကျပ်ပြင်ပပေါက်စေ126.92ကျပ်မလေးရှားတဝင်းကိကိုစစ်ကောင်စီတတ်မှတ်စေ902.69ကျပ်ပြင်ပပေါက်စေ984ကျပ် ပေါင်းစည်းရှိပါတယ်။ပေါ်ပြပါငွေလက်လက်နှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုန်တဲ့အသင်းတက်မှတ်စေ59သိန်း8000ကျပ်၊ပြင်ပပေါင်းစည်း85သိန်း6000ကျပ်55ဘေးတစ်ချက်သားကိုရွှေကုန်တဲ့အတင်းတတ်မှတ်စေ55သိန်း96,855ကျပ်ပြင်ပပေါက်စေ80သိန်း6,000ကျပ်ပေါက်စေရှိပါတယ် ပေါ်ပြပါရွှေစင်းတုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစင်းတုံးတွေကတော့ဒီဇယ်တလီတာကို2530ကျပ်ပရီမီယံဒီဇယ်တလီတာကို3045ကျပ်အော်ဒိတ်92တလီတာကို2630ကျပ်အော်ဒိတ်95တလီတာကို2685ကျပ်ပေါ့ဈေးရှိပါတယ်။ပေါ်ပြပါ73စီစင်းတုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ ောက်ဆုံးရစောင်းစီဈေးနှုန်းတွေကတော့စောင်းစီတစ်ပိတ်သားကိုစစ်ကောင်စီတတ်မှတ်စီ6430ကျပြင်ပပေါင်စီ1000ကျပေါင်စီရှိပါတယ်ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်မြစည်းမပရိုင်တိုင်းမြစည်းမသတင်းစီစဉ်ကိုတင်ဆက်ပေးကြတာပါကြည့်ရှုအားပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ